ဒါကဒေါက်တာသက်သက်ခိုင်ကသာလှုပ်တော့ကိုယ်စီလောင်းဖြစ်ပြည့်ပြည့်ချင်းဖြစ်ပါတယ်။သူ့ရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူး။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ပြည်သုံးလုံးပါတီခေါင်းဆောင်သက်သက်ခိုင်ကိုရွေးကောက်ကအနီးကပ်ပြလိုက်တာမှန်ကန်ကြောင်းကြိုဆိုဦးပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာ။အားလုံးမင်္ဂလာပါဗျာကျွန်တော်ကြိုဆိုပါ။ဒီနေ့အော်တိုဘာလ25ရက်နေ့ဖြစ်ပါတယ်။အော်ဒီနေ့ရောဗျာဒီတော်သက်ခိုင် တော်တသက်ကိုင်လွတ်တော်ကိုယ်စားလောင်းဖြစ်ကနေပြီးတော့ပယ်ပြက်ကိုင်နဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ဒီကနေ့မနက်ပိုင်းနဲ့စပြီးတော့ဒီကနေ့ညနေပိုင်းထိကျွန်တော်ပွဲတွေအတော်ဆူနေတယ်။တော်ဆူနေတယ်။အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မနေ့ကမနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်။မနေ့ကကျွန်တော်တင်ပြတဲ့ခါမှာနံပါတ်၁ချက်ကကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဂါဂါနနသိတယ်ဗျ။ကျွန်တော်သတင်းသမားတယောက်ကတော့ဗျာသတင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တင်ပြမှာပဲ။ဒါဒါကျွန်တော်တို့တောင်းဝန်ပဲ။ကျွန်တော်သတင်းနဲ့ပတ်သက်ရင်ကျွန်တော်တို့ချစ်တဲ့သူတွေရှိမယ်မုန်းတဲ့သူတွေရှိမယ်။ဒါသတင်းရဲ့သဘောတဘာဝပဲ။ကျွန်တော်တို့ကတော့ဗျာကျွန်တော်တို့ သတင်းနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုသိပိုင်ခွင့်ပေါ့ဗျာသိပိုင်ခွင့်ကိုကျွန်တော်တင်ပြတာဖြစ်တယ်ကျွန်တော်တို့မှာဟိုဘသူ့ကိုချစ်လို့ဘသူ့ကိုမုန်းလို့ဆိုတာမရှိဘူးကျွန်တော်တို့ကသတင်းနဲ့ပတ်သက်တာပြည်သူလူထုသိပိုင်ခွင့်နဲ့ကျွန်တော်တင်ပြမယ်ဟိုမနေ့ကကျွန်တော်ဒီချင်းနဲ့ပတ်သက်ပြီးကျွန်တော်တင်ပြခဲ့ပါတယ်တင်ပြတဲ့ခါမှာကျွန်တော်ဒီအမည်စင်းနေဒီပုဂ္ဂိုလ်ကဘသူဆိုတဲ့နာမည်ကိုကျွန်တော်သွဲဝတ်ထားခဲ့တယ်စသဖြင့်ကျွန်တော်သွဲဝတ်ထားခဲ့ပါတယ်ဒီချင်းနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှာကျွန်တော်တို့သတင်းတောက်တွေကယူကောက်ပွဲကော်မရှင်ကိုမေးခွန်းနှိမ့်ခဲ့ပါတယ် ရွေးကောက်ပွဲကော်မရှင်ကလည်းအေဒေါ်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ပြန်လည်ဖြေကြားခဲ့တာရှိပါလေ။အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ရုံလိုက်ပြချင်းမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမတ်နှစ်တွင်အမည်စင်းတင်စားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကရာဒေါ်ဒေါက်တာသက်သက်ခိုင်သည်တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥရေပုံမှရှေ့ကာကြီးပါပြတဲ့ချက်များနဲ့ညီစိုးသဖြင့်နဲ့လွတ်တော်ကိုယ်စားလှယ်မှာပယ်ဖျက်ခဲ့ခြင်းဖြစ်ပါသည်။တက်ဆိုင်ရာလွတ်တော်ကိုယ်စားတက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲနေဥရေ36ဂါရ လွတ်တော်ကိုယ်စားလှောင်အဖြစ်အမိစင်းထုတ်ပြန်ပြီးနောက်အမိစင်းတင်သွင်းသူတူဦးတည်တဲ့ရွေးကောက်ပွဲမကျင်းပမီလွတ်တော်ကိုယ်စားလှောင်အဖြစ်ရွေးကောက်တင်မြောက်ခံပိုင်권ဆုံးရှုံးသွားလျင်ထို့သူ၏အမိကိုယ်နဲ့လွတ်တော်ကိုယ်စားလှောင်များ၏အမိစင်းမှပယ်ဖျက်မိဖြစ်ပါသည်ပြီးတော့ရမှာကျွန်တော်တို့နောက်ထပ်ဒီအခြားသောသတင်းဌာနတွေထပ်မေးရထပ်မိတဲ့အခါမှာရွေးကောက်ပွဲကော်မတီထပ်ဖြစ်ပါတယ် ရန်ကုန်တိုင်းကြီးအမျိုးသားလွတ်တော် FPTP မဲဆန္ဒနဲ့အမှတ်နဲ့တွင်အမည်စင်းတင်နေတာဒီပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတသက်ခိုင်ကြီးတက်ဆိုင်ရလွတ်တော်ရေကောက်ပွဲဥပဒေပုံမှအရှိကကြီးပါပြတန်းချက်ပြတန်းချက်ပြတန်းချက်နဲ့ညီစိုးသဖြင့်လွတ်တော်ကိုယ်စားလှယ်အောင်ဆင်းမှာပယ်ဖြတ်ခြင်းဖြစ်ပါသည်တဲ့လွတ်တော်လိုက်မဲဆန္ဒနဲ့အသီးသီးတွေနဲ့အမည်စင်းတင်နေသည့်လွတ်တော်ကိုယ်စားလှယ်အောင်9023တွင်နဲ့9023တွင်နဲ့ဖွဲ့စည်းအခြေခံဥပဒေတက်ဆိုင်ရလွတ်တော်ရေကောက်ပွဲဥပဒေ နေဦးရများနဲ့ညီညွတ်မှုမရှိသဖြင့်ပယ်ဖျက်ခဲ့သည့်လို့တော်90လောင်း86ဦးရှိပါတယ်အဲ့တော့တတိယမြေကျတော့တနိုင်ငံလုံးမှာဆင်းပေးသူနာနဲ့လို့တော်90လောင်းအားလုံးက9023ဦးရှိတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဥရနဲ့မညီလို့ပယ်ဖျက်ခဲ့တဲ့လို့တော်90လောင်းအားလုံးက86ဦးရှိပါသည်တက်ဆရာမဲဆန္ဒနဲ့အလိုက်ဝင်ရောက်ရှင်းပြမိလို့တော်90လောင်းအမည်စင်းအာတက်ဆရာရုပ်ောက်ဝဲကော်မရှင်အဖွဲ့ရုံးများတွင်ကတ်ထားခြင်းညာခြင်းညာပေးထားပြီးတော့ UC website တွင်လာပေါ်ပြထားပါတယ် သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှာရှစ်ကကြီးသည့်ရွေးရွေးကောက်တင်မြောက်ခံပိုင်ခွင့်ရှိသူလူပုဂ္ဂိုလ်နဲ့သာသက်ဆိုင်ပြီးတော့နိုင်ငံရေးပါတီနေပြီးအကျုံးဝင်ခြင်းမရှိပါကြောင်းအဲ့တော့နံပါတ်၁ချက်ကဗျာဟိုဒေါက်တာသက်ဆိုင်နဲ့ပတ်သက်ပြီးတော့ကိုယ်စားလောင်းဖြစ်ကနေပဲဖြစ်လာပြီသို့တော်လည်းပဲဒါကကျွန်တော်တို့ဒေါက်ဒေါက်တာသက်သက်ခိုင်တယောက်ကိုပဲပယ်ဖြတ်လိုက်တာမဟုတ်တော့ကိုယ်စားလောင်းဖြစ်သူ့ရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုပယ်ဖြတ်ခြင်းမဟုတ်ပါဘူးပြည်သူ့ရှေ့ဆောင်ပါတီကတော့ကျွန်တော်တို့ရွေးကောက်ပွဲဝင်မယ်သူ့ရဲ့မွေးတိုင်းရှိပါတယ် နံပါတ်၄ချက်ကတော့ဒေါက်တာသက်သက်ခိုင်အနေနဲ့ထပ်ပြီးတော့ကျွန်တော်အယူခံအယူခံဝန်ပိုင်ခွင့်မရှိတော့ပါဘူးအယူခံအယူခံဝန်ပိုင်ခွင့်လုံးဝမရှိတော့ပါဘူးဒါဆိုတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်ရဲ့စာကိုကြည့်ကြည့်အပြင်ဒေါက်တာသက်သက်ခိုင်ကလက်ရှိဒီ2025ရွေးကောက်ပွဲမှာသူ့အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်လုံးဝမရှိတော့ပါဘူးအထက်လာပြီးတော့သူ့အနေနဲ့ကျွန်တော်တို့ဒီဂျားပြက်ရွေးကောက်ပွဲမှာအဂျားပြက်ရွေးကောက်ပွဲမှာသူပြန်ပြီးတော့သူ့ရဲ့ကျွန်တော်တို့လက်ရှိဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးသွားပြီဆိုရင်တော့ဗျာ ဒါပြန်ပြီးတော့သူရွေးချယ်ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ရှင်းလင်းပြီးသွားရင်တော့ဝင်ရောက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ဒါတော့ကျွန်တော်တို့ဟိုဒေါက်တာသက်သက်ခိုင်နဲ့ပတ်သက်ပြီးတော့ you got work commission ထုတ်ပြန်ကြပါဒီသတင်းပြန်ချုပ်ကြည့်တာကနံပါတ်1ဒေါက်တာသက်သက်ခိုင်အနေနဲ့ဒါ you got work commission ကဒေါက်တာသက်သက်ခိုင်ကိုလွတ်တော်ကိုယ်စားလောင်းဖြစ်ပယ်ဖျက်လိုက်ပါတယ်။နံပါတ်2ချက်ကဒေါက်တာသက်သက်ခိုင်အနေနဲ့ you got work commission ကိုအယူခံဝင်ပိုင်ခွင့်မရှိပါဘူး။နံပါတ်3ချက်က ဒါကဒေါက်တာသက်သက်ခိုင်ကသာလှုပ်တော့ကိုယ်စီလောင်းဖြစ်ပြည့်ပြည့်ချင်းဖြစ်ပါတယ်သူရဲ့ပါတီဖြစ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီနဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူးနံပါတ်၄ချက်ကလှုပ်တော့ကိုယ်စီလောင်းဖြစ်စည်ရင်းပေးသွင်းလာသူအားလုံးက9023ရှိပါတယ်အဲ့မှာကျွန်တော်တို့ဥပဒေနှဥပဒေစသဖြင့်တည်ဆဲဥပဒေများနဲ့ညီညွတ်မှုမရှိရဲ့လှုပ်တော့ကိုယ်စီလောင်း86ခုကိုလည်းဥပဒေရကျွန်တော်ပယ်ဖျက်လိုက်ပါတယ်ဒါတော့ကျွန်တော်တို့ ဒေါက်တာတသက်ခိုင်နဲ့ပတ်သက်ပြီးတော့အခြေအနေပါအဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်လည်းပြီးခဲ့ရက်ကတင်ပြခဲ့ပါတယ်မနေ့ကကျွန်တော်တင်ပြခဲ့ပါတယ်ကျွန်တော်တင်ပြတဲ့ခါမှာတော့ကျွန်တော်လူပုတ်ကွေးရဲ့အမီတွေပါတီတွေကျွန်တော်ထုတ်ပေါ်ခြင်းမရှိပါဘူးကျွန်တော်ကအများအားပြောပါတယ်ကျွန်တော်ပြောခဲ့ပါတယ်ဒီပုတ်ကွေးရဲ့နိုင်ငံရေးယုံကြည်ချက်သူ့ရဲ့ပါတီတွားနေတဲ့နိုင်ငံရေးအရွေးပေါ့ဗျာဒါကိုကျွန်တော်ကမထိခိုက်စေချင်ပါဘူးတိုးတော်လည်းပဲကျွန်တော်တို့ကသတင်းသမားဖြစ်တဲ့အခါကျတော့ပြည်သူတွေရဲ့သိပိုင်ခွင့်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့စီးပွားရေးလုပ်ငန်းရှင်ဒေါ်သက်သက်ခိုင်ဟာစစ်တပ်အာဏာမသိမ်းခင်ကတဲကစစ်ဘိုလ်ချုပ်တွေနဲ့ယင်းဤကျွမ်းဝင်သူဖြစ်တယ်လို့နိုင်ငံရေးအတိုင်းအဝိုင်းကပြောပါတယ်ဒေါ်သက်သက်ခိုင်ဟာ2015ရွေးကောက်ပွဲမှာ NLD ပါတီကနေဝင်ရောက်ရှုပ်ပြိုင်ပြီးအနိုင်ရခဲ့ပေမဲ့2018မှာပါတီကသူ့ကိုပါတီတာဝန်တွေကနေရဆိုင်ခဲ့ပါတယ်2018မှာပဲဒေါ်သက်သက်ခိုင်ဟာ NLD ပါတီကနေနှုတ်ထွက်ခဲ့ပြီး2019မှာပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးပါတီကိုတည်ထောင်ခဲ့ပါတယ်2020အထွေထွေရွေးကောက်ပွဲမှာတော့မယန်းကုန်းမြို့နယ်ကနေဝင်ရောက်ရှုပ်ပြိုင်ခဲ့ပေမဲ့ရှုံးနိမ့်ခဲ့ပါတယ်အဲ့ဒီရွေးကောက်ပွဲမှာ NLD ပါတီကဒေါက်တာမေဝင်းမြင့်ကမယန်းကုန်းမြို့နယ်မှာဆန္ဒမဲပေါင်းကိုဆက်တဲ့တူမြကို6မဲနဲ့အပြတ်သက်အနိုင်ရခဲ့ပြီးဒေါ်သက်သက်ခိုင်ကတော့ခုနှစ်ခုနှစ်ရဆယ်နှစ်မဲတာရရှိခဲ့ပါတယ်ဒေါ်သက်သက်ခိုင်ရဲ့ပဖက်ပါတီဟာ2020ရွေးကောက်ပွဲမတိုင်မီဩဂုတ်လမှာစစ်တပ်ခေါင်း ဆောင်ဘိုဂျုံမူကြီးမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့နိုင်ငံရေးပါတီ34ပါတီနဲ့ပါဝင်ခဲ့ပါတယ်။စစ်တပ်ကြောထောင်းနောက်ခံပါတီပြည်ခိုင်ဖြိုးရဲ့စီစဉ်မှုနဲ့စစ်ကောင်းဆောင်နဲ့နိုင်ငံရေးပါတီ34ပါတီတွေ့ဆုံခဲ့ကြပြီးအဲ့ဒီပါတီတွေကစစ်တပ်အာဏာသိမ်းဖို့လမ်းကြောင်းခဲ့ကြတယ်လို့အဲ့ဒီအချိန်ကနိုင်ငံရေးစောင့်ကြည့်သူတွေကသတ်မှတ်ခဲ့ကြပါတယ်။2020 February တရက်မှာစစ်တပ်အာဏာသိမ်းခဲ့ပြီးဒေါ်သက်သက်ခိုင်လည်းစစ်ကောင်စီမှဝင်ကြီးတနေရာရခဲ့ပါတယ်။ ဒေါ်သက်သက်ခိုင်ဟာလူကယ်ပြန်ဝင်ကြီးအဖြစ်2021ကနေ2023အထိဟိုတယ်ခီးဝင်ကြီးအဖြစ်2023ကနေ2025ဇန်နဝါရီ31ရက်အထိအာဏာသိမ်းစစ်ကောင်စီအတွက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲ့ဒီလိုအာနာသိန်းစစ်ကောင်စီအတွက်အလုတ်လုတ်ပေးခဲ့ပေမဲ့လည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ကတော့ဒေါ်သက်သက်ခိုင်ကိုကိုယ်စားလှယ်လောင်းစည်းရင်းကနေပယ်ဖြတ်ပြီးအယူခံပိုင်ခွင့်တောင်မပေးခဲ့ပါဘူး